28ရက်နေ့မှာပဲရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်လက်နက်ကင်သဘောအေးထိန်းချုပ်ထားတဲ့နေရာတွေကကြောက်တော်နဲ့ပုံနာကျွန်းအဆက်မှာရှိနေတဲ့ဒီအကြမ်းဖက်သမားတွေစုဖွဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီနေ့နိုဝင်ဘာ28ရက်နေ့မှာ10နှစ်ကျော်ကနေစပြီးတော့ဒီနေ့လည်း12နှစ်ဝန်းကျင်အထိရခိုင်လက်နက်ကင်သဘောအေးနဲ့အပေါင်းပါတွေအဓိကစုဖွဲ့မှုပြုလုပ်နေတဲ့စာတင်ကျောင်းတွေစုဖွဲ့နေရာတွေနဲ့ community center တွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့ဒီရောင်းတိုက်ခိုင်းမှုပြုလုပ်ခဲ့တဲ့နေရာတွေကိုပြန်ကြည့်ရင်တော့ဒီမြို့တော်စစ်တွေကိုအဓိကထားပြီးစည်ရေးအရာနောက်ဆက်ပြုလုပ်နေတယ်။ပုံနာကျုံမြို့နယ်တွေကရွာတွေလည်းပါဝင်တာကိုတွေ့ရပါတယ်။ဒါကတော့ဒီမြို့တော်စစ်တွေကိုစည်ရေးအရာတိုက်ခိုက်မှုပြုလုပ်နေတာကတော့ရခိုင်လက်နက်ကိုင်သဘော AA ရဲ့အဓိက command post တခုရှိတယ်လို့ဆိုလို့ရတယ်။ဒါအပြင်ဒီတပ်မတော်သားမိသားစုတွေနဲ့တရင်တပ်ဖွဲ့တွေကိုအယောက်900ကျော်တပ်ဖြတ်မှုတွေပြုလုပ်ခဲ့တဲ့ကြောက်တော်မြို့နယ်တွေကရွာတွေမှာဒီရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ီလေရောင်းတက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာတွေကိုပြန်ကြည့်ရင်လည်းပုံနာကျွန်းနဲ့ကြောက်တော်လမ်းမိုင်းမှာရှိနေတဲ့ရွာတွေကိုလေရောင်းတက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပုံနာကျွန်းတွေကရွာတွေကိုပြန်ကြည့်ရင်တော့ရုတ်တရုတ်ရွာနဲ့ဒီတောင်နာရွာကိုလေရောင်းတက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အနာရွာတို့ဘန်းနီလာရွာတို့ဆိုတော့ကပြီးခဲ့တဲ့လကလည်းဒီအကြမ်းဖက်ရခိုင်လက်နက်ကန်တဲ့ပုံအေအေနဲ့အပေါင်းပါတဲ့စုဖွဲ့နေတဲ့စာတင်ကျောင်းတွေနဲ့ထောက်ပို့နေရာတွေကိုလေရောင်းတက်ခိုက်မှုပြုလုပ်ခဲ့ပူးပါတယ်။ပြောရမယ်ဆိုရင်တော့ကြောက်တော်မှာကရခိုင်လက်နက်ကန်တပုံအေအေရဲ့အဓိကစုဖွဲ့မှုနေရာတစ်ခုလည်းဖြစ်ပါတယ် ကျောက်တော်ရဲ့မြောက်ဘက်မှာရှိနေတဲ့ပလဝဒေတာကိုလည်းစုမှုထားနိုင်တာရှိတယ်လို့ကျောက်တော်ရဲ့အနောက်ဘက်မှာရှိနေတဲ့ရသေတောင်ဘူဒီတောင်မောင်တော်ကိုလည်းစုမှုထားနိုင်ပါတယ်။ဒါအပြင်ဒီရန်ကုန်စစ်တွေလမ်းမိုက်ပေါ်မှာရှိနေတဲ့မင်းပြမြောက်ဦးဒေတာတွေကိုလည်းဒီလက်လန်းမိတဲ့နေရာတခုဖြစ်တဲ့အတွက်ရခိုင်လက်နက်ကင်တပုံအေအေကသူတို့ရဲ့အဓိက command center အဓိကစီရေးအရာဒီလူသားအရင်းမြစ်တွေကိုအကြမ်းဖက်အဖွဲ့တွေရဲ့စုဖွဲ့နေရာတွေကိုရောကျောက်တော်မှာအဓိကထားပြီးပြုလုပ်လျက်ရှိပါတယ်။ကြောက်မလို့လေဒီမျိုးတော်စစ်တွေကိုလာရောက်တိုက်ခိုက်တဲ့ရခိုင်လက်နက်ကင်တပုံအေအေနဲ့အပေါင်းပါတွေက ကြောက်တော်မှာစုဖွဲ့တယ်အဲ့ဒီနောက်ပုံနာကျွန်းမြို့နယ်တဲ့ကိုဝင်ရောက်ပြီးတော့ပုံနာကျွန်းစစ်တွေလမ်းပိုင်းနာကျွန်းနယ်ကံယူတန်းတစ်လျှောက်ကမ်းလမ်းမှာရှိနေတဲ့ရွာတွေကနေတဆင့်မြို့တော်စစ်တွေကိုဂျမ်ဖက်သမားတွေကဝင်ရောက်စစ်ဝင်ပြီးတော့နှောက်ရှက်တိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။အဲ့ဒီအတွက်ပြီးခဲ့တဲ့ရက်ကလည်းဒီပါတလိတ်ကျေးရွာနီးမှာရှိနေတဲ့တပ်မတော်ကဒီစကန်ချထားတဲ့နေရာကနေဂျမ်ဖက်သမားတွေရဲ့စုဖွဲ့နေရာကိုလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်။လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလည်းပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ဒီအော်တိုဘာလကုန်တဲ့နိုဝင်ဘာလသန်းနေ့ကရခိုင်လက်နက်ကိုင်တဘောင်အေအေနဲ့အပေါင်းပါတဲ့စုဖွဲ့နေတဲ့နေရာတွေလုံမှုရယူတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ပုံနာကျော်မြို့နယ်ထဲမှာရှိနေတဲ့ရခိုင်လက်နက်ကိုင်တဘောင်အေအေနဲ့အပေါင်းပါတဲ့စုဖွဲ့နေရာတွေစီရေးလှုပ်ရှားမှုတွေကဥကျိုးသွားခဲ့ပါတယ်။ဒါပေမဲ့အခုဒီရက်ပိုင်းမှာပဲရခိုင်လက်နက်ကိုင်တဘောင်အေအေကပြန်လည်စုဖွဲ့မှုတွေပြုလုပ်တယ်။ဒါအပြင်စီရေးလှုပ်ရှားမှုတွေပြုလုပ်လာခဲ့တာဖြစ်တဲ့အတွက်ဒီနေ့လေကြောင်းတိုက်ခိုက်မှုကနိုဝင်ဘာ28ရက်နေ့တရက်သေးတဲ့နေရာ၄နေရာထက်မနည်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတက်မကလေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာတွေကိုပြန်ကြည့်ရင်မနေ့10နှစ်40ဝန်းကျင်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပုံနာကျွန်းနဲ့ဒီကြောက်တော်ရဲ့အဆက်မှာရှိနေတဲ့ပြောင်းစိတ်၊ကန်ဆော့ပြီးတော့ဒီနန်တက်စတဲ့ရွာတွေကိုလေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီရွာတွေဆိုတာကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလထဲမှာဒီကြောက်တော်ကနေဆုတ်ခွာလာတဲ့တက်မတော်သားမိသားစုတွေနဲ့တပ်ဖွဲ့ဝင်တွေအယောက်900ကျော်ကိုတပ်ဖြတ်မှုတွေပြုလုပ်ခဲ့တဲ့အပေါ်ဝါရွာရဲ့တောင်ဘက်မှာရှိတဲ့ရွာတွေဖြစ်ပါတယ်။ပြောင်းစိန်နဲ့ဒီကန်ဆောက်ဆိုတာကတော့ကြောက်တော့ ဒီပုံနာကျွန်းလမ်းမိုင်းပေါ်မှာရှိပါတယ်။လူကြောင့်တရာအနီးမှာရှိတဲ့ရွာတွေဖြစ်ပြီးတော့အမတာ၃ခုကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အခြေရခိုင်လက်နက်ကန်တပုံအေအေနဲ့အကျန်းဖက်သမားတွေကိုစုဖွဲ့မှုတွေပြုလုပ် ပေးခဲ့တဲ့အခြေချဝင်ပေးခဲ့တဲ့ရွာတွေဖြစ်ပါတယ်။ကန်စောက်ရွာဆိုတာကတော့ဒီကန်စောက်တောင်တန်းကြီးရဲ့အနောက်ဘက်မှာရှိတဲ့အမတာ၃ခုရဲ့အနောက်ဘက်မှာရှိတဲ့ကန်စောက်ရွာဖြစ်ပါတယ်။ကန်စောက်တိုင်းနယ်လိုလည်းပြောလို့ရပါတယ်။အဲဒီမှာကျေးလက်စေပေကန်းတွေရှိတယ်၊စာတင်ကျောင်းတွေရှိတယ်၊ရွာကြီးတွေရွာလည်းဖြစ်ပါတယ်။နောက်ထပ်တစ်ရွာကတော့ပြောင်းစိတ်ရွာပါ။ ြောင်းစိတ်ရွာကတော့ဒီကန်စောက်တောင်ရိုးရဲ့အရှိတောင်ဘက်မှာရှိတဲ့ရွာတွေရဖြစ်ပါတယ်အဲ့ဒီရွာကလည်းရခိုင်လက်နက်ကန်တပုံအေကကြောက်တော်မြို့သိန်းတိုက်ပွဲဆင်နွှဲတဲ့အချိန်အမတာတော့အဝင်ပိတ်ဆို့ဖို့အတွက်အဓိကနေရာမှာပါဝင်ခဲ့တဲ့ရွာတွေရဖြစ်ပါတယ်အမရှိတောင်ဘက်မှာရှိတဲ့ဒီကန်စောက်တောင်ရိုးဘက်မှာရှိနေတဲ့တမနောစစ်ကန်တွေကိုတိုက်ခိုက်တဲ့အချိန်မှာရခိုင်လက်နက်ကန်တပုံအေကိုစားနဲ့ရိတ်ခါစေးပွားနဲ့နောက်မှလိုအပ်တာတွေကိုဖြည့်ဆည်းပေးခဲ့တဲ့ရွာတွေဖြစ်ပါတယ်မင်းနဲ့ဆက်မှန်တိုက်ခိုက်ခဲ့တဲ့တတရမြောက်ရွာကတော့ဒီနန်းတက်ရွာဖြစ်ပါတယ် နန်းတော်ရွာဆိုတာကအပေါ်ဝါရွာဒီကြောက်ဖြူရွာစတဲ့ဒီတက်မတော်ကနေမြေကန်တရင်တက်ဖွဲ့တွေအယောက်900ကျော်ကိုဘေးပညာဝိုင်းဝန်းပြစ်ခတ်ခဲ့တဲ့ရရင်သွင်းစင်းနှမြုပ်ခဲ့တဲ့နေရာရဲ့အောက်ဘက်မှာရှိတဲ့ရွာတွေရဖြစ်ပါတယ်။အဲဒီရွာကိုလည်းတက်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။တက်စတဲမှာပဲဒီနေ့ဒီနှဝင်မှာ28ရက်နေ့နေ့လယ်12နာရီဝင်းကျင်မှာပဲဒီအပေါ်ဝါရွာကဖြစ်စဉ်အနီးမှာရှိခဲ့တဲ့ကြောင်းဖိုးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ကြောင်းဖိုးရွာဆိုတာကလေအပေါ်ဝါရွာရဲ့တောင်ဘက်မှာရှိတဲ့ရွာတွေရဖြစ်ပါတယ်။ အဲ့ဒီရွာရဲ့အလဲမှာရှိတဲ့အဆောက်အဦကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါဒီလိုလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးရခိုင်လက်နက်ကန်တပုံအေအေနဲ့အပေါင်းပါရရခိုင်လက်နက်ကန်တပုံအေအေရဲ့အပေးမီဒီယာတွေနဲ့ထွန်းမြတ်နိုင်မွေးစားထားတဲ့မွေးစားသားနေမင်းထွန်းတို့ကတော့တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကရဲသားတွေထိခိုက်ဒိဆုံးမှုများခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့ကျောင်းဘိုးရွာလေကြောင်းတိုက်ခိုက်မှုကိုပြန်ကြည့်ရင်လည်းတပ်မတော်ကဒီရွာရဲ့အလဲမှာရှိတဲ့ဘေးပတ်ဝန်းကျင်မှာလူနေအိမ်အနည်းငယ်သာရှိပါတယ်ရွာရဲ့အလဲမှာတောက်ရိပ်ကန်ကြီးရှိတယ်အဆောက်အဦတစ်ခုရှိတယ် community center အနေနဲ့ထားရှိခဲ့တဲ့နေရာမှာရခိုင်လက်နက်ကင်တပေါင်းအေအေနဲ့အပေါင်းပါတွေပြန်လဲစုဖွဲ့နေတယ်ဆိုတဲ့သတင်းကိုကြားသိခဲ့ရတာပါအဲ့ဒီအတွက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးရခိုင်လက်နက်ကင်တပေါင်းအေအေနဲ့အကြမ်းဖက်အပိမီမီဒီယာတွေကဒီထုတ်ပြန်လာတဲ့မျိုးရည်ချူဓာတ်ပုံတွေကိုကြည့်မယ်ဆိုရင်လေဒီတောက်ရေကန်ပေါင်အနီးမှာကြောက်ရောက်ပောက်ခွဲခဲ့တာကိုမြင်တွေ့ရပါတယ်ဂျမ်ဘတ်သမားတွေကတော့သူတို့ရဲ့ပြောလို့ပြောတာရှိတဲ့အတိုင်းပဲ တက်မရော်ရဲ့နေရောင်းတိုက်ခိုက်မှုတွေတက်မရော်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေတက်မရော်ရဲ့နေမျိုးရှင်းလင်းရေးဆောင်ရွက်မှုတွေအတွင်ထိခိုက်သေးဆုံးသွားပြီဆိုရင်တော့ချက်ချင်းဆိုသလိုအပြစ်မဲ့အရက်သားဒေသခံရခိုင်လူမျိုးအနေနဲ့ပုံပေါ်ခဲ့ကြပါတယ်။ပြင်မဲ့ဒီကြောင်းပိုးရွာပြောင်းစက်ရွာနန်းတက်ရွာကန်စောက်ရွာနဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့အောင်စီရအဲဘရဝါစတဲ့ရွာတွေကရခိုင်လက်နက်ကင်တပုံအေးအများစုရှိတဲ့ရွာတွေပါ။ ရခိုင်ရွာတွေတော့မဟုတ်ပေမဲ့မြို့ရွာတွေပါဒါပေမဲ့လည်းရခိုင်လက်နက်ကင်သဘုံအေရဲ့စီယုံမှုတွေအတွင်းမှာနောက်ကိုလိုက်ခဲ့ပြီးတော့အဖရခိုင်နိုင်ငံတော်ထူထောင်ကြမယ်ဆိုတဲ့ခက်ကြောင်ကြောင်စိတ်ကူးရမှုတွေနဲ့အတူကြောက်တော်မှာရှိနေတဲ့တပ်မတော်ရဲ့နေမီကန်တရင်တက်ဖွဲ့တွေကင်းစကန်းတွေလုံချုံရေးတက်ဖွဲ့ဝင်တွေကိုရရက်ဆက်ဆက်တက်ဖြတ်မှုတွေအတွင်းမှာတထောင်တနေရာကနေပါဝင်ခဲ့ကြတဲ့ရွာတွေဖြစ်ပါတယ်။အခုတော့အကြမ်းဖက်သမားတွေနဲ့အတူရှင်တွေနေထိုင်ရင်းနဲ့ပဲတပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းပြီးကုန်ကြပြီဖြစ်ပါတယ်။ ဒီနေ့ထူးထူးခြားခြားဆိုသလိုပဲနိုဝင်ဘာ28ရက်နေ့မှာပဲပုံနာကျွန်းမြို့နယ်ထဲမှာရှိနေတဲ့တောင်နာရွာကိုလည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။တောင်နာရွာလေကြောင်းတိုက်ခိုက်မှုမှာလည်းဒီအကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့စာတင်ဆောင်အစာအုပ်အတွင်းကြောက်ရောက်ပေါက်ကွဲခဲ့တာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေတေဆုံးကြပါလိမ့်မယ်။ဒီနေ့နိုဝင်ဘာ28ရက်နေ့လေကြောင်းတိုက်ခိုက်မှုအားလုံးကိုပြန်ကြည့်ရင်တော့ကြောက်တော်နဲ့ပုံနာကျွန်းအဆက်ကရွာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်။ဒါအပြင်ကြောက်တော်ပုံနာကျွန်းလမ်းပိုင်းရဲ့ဘေးမှာရှိနေတဲ့အကြမ်းဖက်သမားတွေ ရခိုင်လက်နက်ကိုင်တပုံးအေအာပေထောက်ခံမှုတွေအနေနဲ့တတ်မှတ်လို့ရတဲ့အကြမ်းဖက်ရွာတွေကိုပဲတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အင်မတန်ထူးခြားတယ်လို့ဆိုရမှာပါဒီလိုထူကြတဲ့လေယောင်တိုက်ခိုက်မှုအတွင်တရက်ထင်းနဲ့ဒီဟာ၄ရောက်ထဲမှာနည်းကိုလေယောင်တိုက်ခိုက်မှုအတွင်အကြမ်းဖက်ရခိုင်လက်နက်ကန်တဲ့ပုံစေးကြောင်ဗိန်းစားတွေကတော့သိဆုံးမှုများနိုင်ပါတယ်။လက်ရှိအချိန်ဒီဒီကြားသိရတဲ့သတင်းတွေအရတော့ဒီကန်စောက်ရွာ၊ပြောင်းစိတ်ရွာ၊နန်းတက်ရွာနဲ့အကြောင်းဖိုးရွာနောက်ပြီးတော့တောင်နာရွာဒီလေယောင်တိုက်ခိုက်မှုတွေအတွင်ရခိုင်လက်နက်ကန်တဲ့ပုံအေအေနဲ့အပေါင်းပါတွေ 9ရွာပေါင်းအကြမ်းဖက်သမား16ဦးထဲမှာ ਨੇ တည်ဆုံသွားပြီဆိုတဲ့တင်ကြားသိရသလိုထိခိုက်တည်ဆုံသူတွေ ਨੇ ဒဏ်ရာရရှိသူတွေလည်းများပြားတယ်လို့ခန့်မှန်းရပါတယ်။အဲ့ဒီတွေမကြခင်ရပ်ပိုင်းအတွင်းရခိုင်လက်နက်ကန်တပေါင်း AA နဲ့အပေါင်းပါတွေအကြမ်းဖက်အပိမီဒီယာတွေကဒါအပြင်အမြဲတမ်းပြောင်းလဲပြောင်းသားလုပ်လို့ရှိတဲ့ခိုင်သူကတောင်ဖူရဖြစ်စဉ်နဲ့ပတ်သက်ပြီးထွက်ရှင်းပါလိမ့်မယ်။ဘာကြောင့်လဲဒီနေ့တမတော်ရဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ကံစောက်ပြောင်းစိတ်အနန်တက်ကြောင်းဖိုးနဲ့တောင်သားရွာတွေထဲမှာထိခိုက်သေးဆုံးမှုအများဆုံးကတော့ ကျောင်းဖိုရွာကအဆောက်အဦကိုလည်းကျောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အကြံဖတ်သမားတွေတကယ်ကိုစွတ်စွတ်စီစီရှိခဲ့တဲ့နေရာဖြစ်ပါတယ်။ဒီလိုနေရာကိုလည်းကျောင်းတက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ရခိုင်လမ်းနက်ကန်သဘုံအေးနဲ့အပေါင်းပါတွေကတော့ခွက်ထိုးခွက်လန်နဲ့မျက်ရည်တစားစားနဲ့မျက်ရည်ချူကြပါလိမ့်မယ်။ခိုင်ဒုက္ခကိုယ်တိုင်လည်းထွက်ရှင်ကောင်းရှင်းနိုင်မှာဖြစ်တယ်လို့ဒီရက်ပိုင်းအတွင်းဒီနာရီပိုင်းအတွင်းမှာလည်းထွက်မြက်နိုင်မွေးစားထားတဲ့ဂျာနယ်လစ်အမေရိကန်နေမင်းထွန်းကကျောင်းဖိုရွာဖြစ်စဉ်ကိုမျက်ရည်ချူပါလိမ့်မယ်။ နေရစ်လာတို့ diplomat media တို့ကလည်းအကြက်ဖက် AB media အိတိုင်း media တွေကလည်းကြောင်းပိုးရဖြစ်စဉ်ကို highlight လုပ်ပြီးပေါ်ပြကြပါလိမ့်မယ်။ဒါကလက်ရှိဒီနေ့နိုဝင်ဘာ28ရက်နေ့မှာအကြက်ဖက်သမားတွေရဲ့ဒီကြောင်းတိုက်ခိုက်ခံရမှုတွေကအထူးကအများဆုံးဖြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။အဲ့ဒီအတွက်မျက်ရည်ချူကြမယ်ဆိုတဲ့အကြောင်းအရာကိုပြန်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကြောက်ဖြူမြို့နယ်ပါ။ကြောက်ဖြူမြို့နယ်ထဲမှာတမတော်ကနေမြရှင်လေးဆောင်ရွက်လာခဲ့တာဖြစ်တဲ့အတွက်အခုဆိုရင်မြို့နယ်အပြင် ကျောက်ဖြူရံပြေလမ်းမိုင်းပေါ်မှာရှိနေတဲ့မင်းမြင်ရွာဇင်ချောင်းတိုင်းချောင်းရွာတွေအထိကိုစကန်းတွေချတက်ဆွဲထားတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်။အဆွဲထားခဲ့တဲ့ပြီးတဲ့နောက်ရခိုင်လက်နက်ကိုင်တပုံအေအေနဲ့အပေါင်းပါတွေကဒီကျောက်ဖြူရံပြေလမ်းမိုင်းကြီးပေါ်မှာရှိနေတဲ့ကုန်းမောင်ကြီးရွာတောင်ရင်အဲ့ဒီရွာတွေအထိဆုတ်ခွာနေရတာတွေရှိတယ်။အတွင်းဘက်မှာရှိနေတဲ့လိတ်တင်ရင်းနှံတွင်စတဲ့ရွာတွေမှာလည်းဒီဒေသခံတွေဆုတ်ခွာနေကြရပြီဖြစ်ပါတယ်။တကယ်တော့ရခိုင်လက်နက်ကိုင်တပုံအေအေကကျောက်ဖြူမြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုပြီးတော့စတင်ခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီဒုတိယပတ်သက်ကစပြီးတော့ အခုဒီစစ်ဘေးရှောင်ဘဝကိုရောက်ရှိသွားတဲ့ဒေသခံရွာတွေအားလုံးကရွာ၁၈နေရာထက်မနည်းဒေသခံရွာသူရွာသားထောင်ချီကအခုမှစစ်ရဲတပ်ကိုခံစားနေရတာပါဒီလိုမျိုးတပ်မတော်နဲ့ထိတွေ့တိုက်ပွဲတွေအတွက်လက်နက်ကြီးကြားရောက်ပောက်ကွဲတာတွေရခိုင်လက်နက်ကိုင်တပုံအေကစစ်ရှုံးပြီးတော့ဒီစစ်ကြောင်းလိုက်ဆုတ်ခွာလာတာတွေနဲ့တနှစ်နီးပါးအတွင်းပေါ့နော်ဒီရခိုင်လက်နက်ကိုင်တပုံအေရဲ့ကြောက်ဖြူမျိုးသိန်းတိုက်ပွဲအတွင်းစစ်ဘေးစစ်တံကလည်းလွတ်မြောက်နေတဲ့ကြောက်ဖြူမျိုးနဲ့ဒီစနေမျိုးနယ်တွေကရွာတွေကအခုမှစစ်ရဲတပ်ကိုခါးခါးပြည်ပြည်ခံစားရမှာဖြစ်တယ် ဒီလိုခံစားရတာဖြစ်တဲ့အတွက်ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့သူတို့ရဲ့နိုင်ငံရေးစိတ်ကူးရည်မှုအဖားရခိုင်နိုင်ငံတော်ထူထောင်လိုမှုနဲ့ကြောက်ဖြူမှာရှိနေတဲ့နိုင်ငံတော်ကဒီတရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ထားတဲ့ရေနံတွင်းတွေသဘာဝတမ်းဝေးပိုက်လိုင်းတွေရေနံပိုက်လိုင်းတွေစိတ်ကန်းတွေပေါ်မှာအကျိုးမြတ်ရယူလိုမှုနဲ့ဒီတေဘောအိတေရီနာစာပြုတ်လို့လိုမှုတွေကြောင့်တိုက်ပွဲတွေဖြစ်ပေါ်လာခဲ့တဲ့အတွက်ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့စီရေးပေါ်ဆောင်မှုကြောင့်ဒေသရခိုင်ရခိုင်လူမျိုးတွေကဆေးဘေးရှောင်ပေါ်ကိုရောက်နေတဲ့စားနပ်ရိက္ခာပြက်လက်မှုတွေနဲ့ကြုံတွေ့နေရတယ် ဝမ်းပြက်ဝမ်းလျှောမှုတွေကာလဝမ်းယောဂါတွေအပြင်ဒီငှက်ဖျားတွေသူတို့အပူအပြောင်းမှာအဖျားကြီးတဲ့သူတွေကြောင့်တက်ကြီးရွယ်တွေတည်ဆုံးမှုတွေလည်းဖြစ်ပေါ်နေတယ်။ဒါအပြင်အခုဆိုရင်အခုရာသီဥတုကစောင်းကိုရောက်လာပြီဖြစ်တဲ့အတွက်ပင်လယ်လေတိုက်ခတ်မှုတွေကြောင့်ဆေးဘေးရှောင်ဘဝရောက်ရှိနေတဲ့စနဲမျိုးနဲ့ကြောက်ဖြူမျိုးနယ်တွေမှာရှိနေတယ်။ရခိုင်လက်နက်ကန်တပုံအေအေနဲ့ဆယ်လကျော်နေပါအတူတူကရှိခဲ့တဲ့ရွာတွေကဤဒုက္ခရောက်နေကြပြီဖြစ်ပါတယ်။ ဒီလိုအတိဒုက္ခရောက်နေကြပြီဖြစ်တဲ့အတွက်ရခိုင်လက်နက်ကိုင်တပုံအေအေဝင်ရောက်နေထိုင်မှုစကမ်းချမှုနဲ့ဆွေရေးပေါ်ဆောင်မှုတွေကိုဒေသခံရွာ18ရွာထက်မနည်းကဆန့်ကျင်လာကြရတဲ့ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒါကရခိုင်လက်နက်ကိုင်တပုံအေအေအနေနဲ့တစ်ဖက်မှာဆစ်ရှုံးလာတယ်လို့တစ်ဖက်မှာလည်းနိုင်ငံရေးအရာအရှိန်ကျလာတယ်နိုင်ငံရေးအရှုံးနေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုရမှာဖြစ်ပါတယ်။တချိန်လုံးကတော့ကြောက်ပြူရံပြေလမ်းမမှာရှိတဲ့ရွာတွေကရခိုင်လက်နက်ကိုင်တပုံအေအေကိုစားနပ်ရေးခါတွေထောက်ပံ့ပေးခဲ့တယ်လိုအပ်တဲ့ ဒီကုံချမ်းတွေကုံချမ်းတွေဆိုတာကစမ်းစီစားတွေဒါမကအသားငါးတွေနွားတွေကျွဲတွေဝက်တွေကိုပါပေါ်ပြီးတော့ရခိုင်လက်နက်ကင်တပုံအေကိုထောက်ပံ့ပေးခဲ့တဲ့ရွာတွေလို့သိရပါတယ်။အခုအဲ့ဒီရွာတွေကိုယ်တိုင်ကပဲဒီစစ်ပေးဆောင်ဘဝကိုရောက်ရှိနေကြတာဖြစ်ပါတယ်။ရခိုင်လက်နက်ကင်တပုံအေအေရဲ့ကြောက်ဖြစ်မျိုးသိန်းတိုက်ပွဲစတင်ခဲ့တဲ့မင်းပြင်းရွာစင်းချောင်းတိုင်းချောင်းတစ်ပုတ်တောင်လန်ခွဲကနေတဆင့်ကြောက်ဖြစ်မျိုးရဲ့အနည်းဆုံးမှာရှိနေတဲ့ဒီပြိုင်းစည်းကေရွာကရက်တရင်အမှတ်30နှစ်ကြောက်ဖြစ်မျိုးရဲ့အနောက်မှာရှိနေတဲ့မာကျွန်းလက်ခမော်ဒေတာတွေအထိ တိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပေမဲ့အခုစစ်ဘေးရှောင်ဘဝကိုရောက်ရှိနေတဲ့ရွာကြီးတွေဖြစ်တဲ့ဝနက်ချင်းကြောက်ပြောက်ဒီဝက်မြင်ဝက်မြောင်အစတဲ့ရွာတွေရှိမယ်ဒါအပြင်အပြင်လိတ်တင်ရင်းနံတွင်အင်းတိုင်ကြီးတဖန်ချောင်းချောင်းမြောင်အဲ့ဒါပြင်ငလုံးစုတို့ကြောက်ဖြင်းကြောက်ချင်းပြားချင်းကြောင်ဆိုးချောင်းကြောင်ခိုးချောင်းနနွင်းတင်ငပုချင်းကြောင်တင်ဝါတော်စားတဲ့ရွာတွေဒီရွာတွေဆိုတာကဒီကြောက်ဖြူတိုက်ပွဲအတွင်းစစ်ရဲတံကိုတစ်သက်မှမခံခဲ့ရတဲ့ရွာတွေပါ ရခိုင်လက်နက်ကိုင်တပုံအေအေကမင်းမြင်ရွာမှာစကန်းချတယ်။တစ်ပုတ်တော်မှာအဓိကထားပြီးစကန်းချတယ်။အဲဒီနောက်တညောင်ရီရီတဲ့စကန်းဌာနချုပ်တွေကိုတိုက်ခိုက်တယ်။ဒီပြစ်ခတ်နောက်ရှက်မှုတွေပြုလုပ်တယ်။ကျိုင်းစေကီဘက်တီကိုဝင်ပြီးတော့ရဲတပ်ရဲအမတ်30နှစ်ကိုတိုက်ခိုက်တယ်။အဒါအပြင်ဂေါ်ရူတောင်တကြောကနေပြီးတော့မလာကျွန်းလက်ခမော်ကိုသွားရောက်တိုက်ခိုက်တယ်။အခုစစ်ပေးရှောင်နေရတဲ့ရွာတွေကရခိုင်လက်နက်ကိုင်တပုံအေအေကိုဟင်းချက်စရာထမင်းချက်စရာမလိုဘဲနဲ့ရွာသားတွေကိုယ်တိုင် ရခိုင်လက်နက်ကင်တပုံအေအေကိုအင်းချက်ပေးခဲ့တဲ့ထမင်းချက်ပေးခဲ့တဲ့နွားဆိုရင်လည်းအကောင်လိုက်ဝက်ဆိုရင်လည်းအကောင်လိုက်ထောက်ပံ့ပေးခဲ့တဲ့ရွာတွေပါဒါပေမဲ့ဒီလိုမျိုးအကြမ်းဖက်သမားတွေကိုထောက်ပံ့ပေးခဲ့တဲ့အကြမ်းဖက်ရွာတွေကိုလည်းအခုဆိုရင်စစ်ဘေးရှောင်ပေါ်ဘက်ကိုရောက်ရှိနေရပါပြီ။ဘာကြောင့်လဲ။ရှင်းပါတယ်။ကြောက်ပြုံမျိုးနဲ့အနည်းဆုံးကြောက်ပြုံမျိုးနဲ့9မှန်6မှန်အထိရောက်ရှိလာတဲ့ရခိုင်လက်နက်ကင်တပုံအေအေကိုအခုဆိုရင်ကြောက်ပြုံမျိုးနဲ့ဒီ -20 ဝန်းကျင်အထိနေမရှင်လေးဆောင်ရွက်ပြီးတိုက်ထုတ်လာနိုင်ခဲ့တာဖြစ်တဲ့အတွက် ရဟန်လက်နက်ကိုင်တပုံအေအေကစစ်ရှုံးလာတယ်ဆိုတာကိုလည်းမြင်သာလာပြီဖြစ်တယ်တဖက်မှာလည်းနိုင်ငံရေးအရာရခိုင်လက်နက်ကိုင်တပုံအေအေဝင်ရောက်စကန်းချမှုတွေဝင်ရောက်နေထိုင်မှုတွေဒေသခံရွာသူရွာသားတွေနဲ့အတူလာရောက်နေထိုင်မှုတွေကိုဒေသခံတွေစန့်ကျင်နေကြတယ်။စေဘေးရှောင်းဘဝကိုအခုမှနဖူးတွေဒူးတွေခါးစီးပြီးခံစားရတဲ့ရွာတွေကရခိုင်လက်နက်ကိုင်တပုံအေအေကိုလက်မခံကြတော့ဖြစ်ပါတယ်။ စနေမျိုးအနီးမှာရှိတဲ့ရွာတွေကအစရခိုင်လက်နက်ကန်တပုံအေအေကိုရွာတဲကိုဝင်ခွင့်မပေးတာတွေရွာကစာတင်ကျောင်းတွေမှာဝင်ရောက်စခန်းချတာတွေကိုကန့်ကွက်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒါပေမဲ့လည်းဒီစစ်ရှုံးနေတဲ့ရခိုင်လက်နက်ကန်တပုံအေအေကဇင်းချောင်းတိုင်းချောင်းမှာစခန်းချထားတဲ့နေမြေကန်တရင်တပ်ဖွဲ့တွေရဲ့ဆက်လက်နေမြေရှင်းလင်းဆောင်ရွက်မှုတွေတမရိုရီရဲ့ကြိုတင်ကင်းထောက်လက်အမှုရယူပြစ်ခတ်မှုတွေလက်နက်ကြီးနဲ့ပြစ်ကူပေးမှုတွေကြောင့်စစ်ရှုံးနေုံသာမကဆက်လက်ပြီးတော့ဆုတ်ခွာနေကြရတာဖြစ်ပါတယ်။ ဒါအပြင်တက်မလို့လေးလေးကြောင်းတိုက်ခိုက်မှုတွေအကြောင်းပြီးခဲ့တဲ့ရက်ကပဲကြောက်ကလေးကြောက်ပြင်ပြီးရင်ဒီလက်တင်စိတ်စင်တင်စားတဲ့နေရာတွေကလေးဒီကြောင်းတိုက်ခိုက်ခံရတာဖြစ်တဲ့အတွက်ရွာဆက်ကောင်နေရာထွက်မနေကစုပ်ပွားနေရသလိုရခိုင်လက်နက်ကိုင်တပုံအေးအေးလေးနေရာမရဖြစ်လာပါတယ်ဒေသခံတွေကရခိုင်လက်နက်ကိုင်တပုံအေးအေးကိုအာကိုတကြီးမျောလင့်ပြီးတော့ကြောက်ပြူရံပြေလမ်းပိုင်းကြီးကြောက်ပြူကျွန်းကြီးတစ်ခုလုံးကိုပဲဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ပေးသေးအောင်ပေးမယ်လို့မျောလင့်ချက်အမှားရင်းထောက်ခံခဲ့ကြပါမယ်အခုဆိုရင်တော့ဆစ်ရှုံးနေတဲ့ရခိုင်လက်နက်ကိုင်တပုံအေးအေးနဲ့အတူ ပိုက်ပေါ်မိနေကြပြီဖြစ်ပါတယ်။ဒါကြောင့်မလို့လဲကြောက်ဖြူနေဒီစံနေမျိုးပတ်ဝန်းကျင်မှာရှိနေတဲ့ရခိုင်အစွန်းရောက်တွေက triple t လို့အမည်ခံထားတဲ့လူမှုကွန်ရက်အမည်ခံအဖွဲ့တွေဝဟင်အောင်ဥဆောင်တဲ့အဖွဲ့တွေရဲ့ဒီဒေသခံလူမှုကွန်ရက်ခေါင်းစဉ်တက်ပြီးတော့ရွာသူရွာသားတွေနဲ့ဒေသခံတွေရဲ့ဆစ်ဆောင်မှုကိုအကာအကွယ်ရှုပြီးတော့လိုအပ်တဲ့စားနပ်ရိက္ခာလိုအပ်တဲ့စောင်းတွေမိုးကတွေစေဝါတွေရယူဖို့လည်းကြိုးပမ်းလျက်ရှိပါတယ်။ဒါကြောင့်မလို့ဒီလက်ရှိနေမြေခံတည်ရင်တက်ဖွဲ့တွေဒါအပြင် ရခိုင်ပြည်နယ်ကိုဝင်နိုင်တဲ့လမ်းကြောင်းတွေကစားနဲ့ရိတ်ခါတွေဆေးဝါးတွေမိုးကာတွေဒီအနှွေးတွေဒါတွေကိုလုံခြုံရေးအရာတင်းတင်းကျပ်ကျပ်နဲ့စောင့်ရဖို့လိုအပ်ပြီဖြစ်ပါတယ်။ဒါလည်းဆိုရင်အခုချိန်မှာစောင်းလေကလည်းဝင်လာပြီဖြစ်တယ်။စောင်းတွင်းကိုလည်းရောက်ရှိလာပြီဖြစ်ပြီးတော့ပင်လယ်လေတိုက်ခတ်မှုတန်တွေစစ်ပေးရှောင်ဘဝနဲ့ဒီစစ်ရှောင်ရခိုင်တွေဖြစ်လာပြီးတဲ့နောက်စစ်ရှောင်ရခိုင်လက်နက်ကိုင်တပုံအေးတွေရောပါဝင်လာပြီဖြစ်တဲ့အတွက်စစ်ပေးရှောင်တွေကိုအကာအကွယ်ယူပြီးတော့ပဲစားနေရခါရရှိဖို့စေဝါရရှိမှုကိုပြုလုပ်နေကြတာဖြစ်ပါတယ်။ မအီကြောက်ဖြူရံပြေလမ်းမကိုအလောစီဖြတ်တောက်နိုင်မှုလိုပါတယ်မအီကနေလာမယ်ဆိုလို့ရှိရင်တတားကြီး၄စင်းထက်မနည်းရှိတဲ့အတွက်ဒီနေရာတွေကိုလည်းကြိုတင်ကင်းထောက်ထားဖို့လိုပါတယ်စေရည်အေးရာတိုက်ခိုက်မှုတွေမပြုတ်လို့သေးဘူးဆိုရင်တောင်မှမအီကနေကြောက်ဖြူရံပြေကိုဝင်နိုင်တဲ့လမ်းတွေကိုပိတ်ဆို့ဖို့လိုပါတယ်နောက်တစ်ချက်ကြောက်ဖြူမျိုးသိန်းတိုက်ပွဲအပါအဝင်ရခိုင်ပြည်နယ်ကိုအ धिक ဝန်နိုင်တဲ့ထောက်ပို့ရရဲ့စုဖွဲ့ရတောင်းမီမော်ကိုမျက်ချင်မပြတ်ဆောင်ကြည့်ဖို့လိုပါတယ် အခုဆိုရင်ဒီတက်မတော်ရဲ့စီရင်လှူရှားမှုတွေကရခိုင်ပြည်နယ်တောင်ပိုင်းခွတ်တန်တွဲအထိတိုက်ပွဲတွေပေါ်ဆောင်လာပြီဖြစ်တဲ့ပြီးခဲ့တဲ့ရက်ကလည်းတာပေါင်းကြီးတာပေါင်းလေးကနေတဆင့်ဒီမကြီးစင်ပတ်တီတက်မတော်ကနေမြရှင်းလင်းဆောင်ရွက်နေပြီဖြစ်တဲ့အတွက်တာပေါင်းလေးကြားကောင်းပတ်ဝန်းကျင်မှာရှိနေတဲ့ရခိုင်လက်နက်ကန်တုံး AA နဲ့အပေါင်းပါတွေကလည်းစစ်ရှုံးနေတဲ့အထိနာနေတဲ့သေနေကြပြီးတော့ဆုတ်ခွာနေကြရပြီဖြစ်တဲ့အတွက်ဒီလမ်းရောက်တစ်လျှောက်လုံးကိုလည်းဆက်လက်စုမထားဖို့လိုပါတယ်။ဆိုတော့ဒီချင်းတလီတန်တွဲဘွားကနေဆုတ်ခွာလာတဲ့ရခိုင်လက်နက်ကိုင်တပုံး AA နဲ့အပေးထောက်ခံသူတွေ ARI တိုင်းထဲမှာဒီကန်းဆက်ကိုအခြေပြုပင်လယ်ကမ်းနားကိုအခြေပြုပြီးတော့ငွေတောင်းရင်ရွှေတောင်းရင်ကနေတဆင့်ပသိမ်မှာရရှိတဲ့စားနဲ့ရိတ်ကဆေးဝါးတွေကိုတရမ်းဝင်လမ်းကြောင်းတွေကနေညဘက်တွေမှာငါးဖန်းလေတွေနဲ့ကူလူဆက်သွဲပြီးတော့မကြီးစင်မှာစုဖွဲ့နေတာတွေရှိပါတယ်။အခုဆိုရင်မကြီးစင်ကနေတဆင့်ကွာကွာကနေချိန်တက်လိတန်တွဲကနေတဆင့်ကြောင်းနှင်ပေါ်မှာစုဖွဲ့ပြီးတော့ရခိုင်လက်နက်ကန်တပေါင်း AA ရဲ့ဆေးဝါးလိုအပ်ချက်စားနဲ့ရိတ်ကလိုအပ်ချက်နဲ့ဒီတခြားသောပေါ့အကြံဖက်တွေအတွက်လိုအပ်တာတွေကိုထောက်ပံ့ပေးလျက်ရှိပါတယ် ။ဒါကြောင့်မလို့ရံမြေကျွန်းရဲ့တောင်ဘက်ဖျားမှရှင့်နေတဲ့ကြောက်ဒီကြောက်နေမော်ရွာကိုမျက်ချင်းပြဆောင်ကြည့်ဖို့လိုပါတယ်။မန်အောင်ကျွန်းနယ်တန်ရွဲရဲ့ကြားမှာရှင့်နေတဲ့တမလို့ရေရင်အုပ်စုတွေအနေနဲ့လည်းငါးဖန်းလီအမိခံထားတဲ့ရခိုင်လက်နက်ကင်တပုံ A ရဲ့ထောက်ပို့တွေရခိုင်လက်နက်ကင်တပုံ A ရဲ့မူရစ်စေဝါတည်ဆောင်မှုတွေနဲ့စားနပ်ရိက္ခာစေဝါတည်ဆောင်မှုတွေကိုမျက်ချင်းပြဆောင်ကြည့်ပြီးတော့ပြစ်ခတ်ရှင်းလင်းမှုတွေလိုပါတယ်။ဒီလိုရှင်ဒီလိုကာလတွေမှာရခိုင်လက်နက်ကင်တပုံ A နဲ့အပေါင်းပါတွေက အပြစ်မဲ့အရက်သားဒေသခံငါးဖန်းသမားတွေပုံစံမျိုးငပိငချောက်ပဲပြုလုပ်တယ်လို့ပုံစံမျိုးတွေနဲ့ဒီလေတွေရဲ့ဝမ်ပိုက်အတွင်းကနေတရားမဝင်ကုန်စည်တည်ဆောင်နေကြတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒါကတော့ဒီ AR တိုင်းနဲ့ချိတ်ဆက်နေတာဖြစ်တဲ့အတွက်တစားနေရခါတွေတည်ဆောင်နေနှစ်အချက်ကစေဝါတွေတည်ဆောင်နေသုံးအချက်ကတော့သူတို့လိုအပ်တဲ့လူသုံးကုန်တွေကိုတည်ဆောင်နေကြတာဖြစ်တယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒါတွေကကြီးစင်ဘောမီကနေတဆင်ဒီကြောက်နေမော်အထိကိုတည်ဆောင်နေကြတာဖြစ်တယ်။ ကျောင်းနေမော်ကနေတဆင်ဒီရံပြေရံပြေကနေစနဲစနဲကနေအခုကြောက်ဖြူမျိုးသိမ်းတိုက်ပွဲမဲ့ဖော်ဆောင်မဲ့ဆိုတော့ရခိုင်လက်နက်ကန်တပောင်းအေအေနဲ့အပေါင်းပါတွေကို10လကျော်17လနီးပါထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တမတော်ရဲဒီနေ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဒီပုံနှန်းကျွန်းကြောက်တော်အနီးကရွာတွေလိုပဲရံပြေကျွန်းပေါ်မှာရှိနေတဲ့ရခိုင်လက်နက်ကန်တပောင်းအေအေစုဖွဲ့နေတဲ့ရွာတွေစနဲမြို့နယ်ထဲမှာရှိနေတဲ့ရခိုင်လက်နက်ကန်တပောင်းအေအေစုတ်ခွာစခန်းချနေတဲ့ရွာတွေကိုလည်းမျက်ချင်မပြတ် ပြိုတင်လက်အုပ်မှုရယူတိုက်ခိုက်သွားဖို့လိုတယ်ဆိုတော့အကြောင်းကိုလည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီနေ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ရွာတွေထဲမှာတော့ရခိုင်လက်နက်ကန်တပေါင်း AA နဲ့အပေါင်းပါတွေအများကြီးထိခိုက်တယ်သေဆုံးကြပါတယ်ဒီလိုသေဆုံးမှုတွေဖြစ်ခဲ့တဲ့အတွေ့ရခိုင်လက်နက်ကန်တပေါင်း AA ကပူပူနွေနွေစစ်တင်တဲ့ဒီဆင်းထားတဲ့သူတွေအမကန်ကေတာတွေအဒါအပြင်ရခိုင်လက်နက်ကန်တပေါင်း AA တဲကိုအတင်းအားမှာစစ်သားစုဆောင်ခံရတဲ့သူတွေလည်းသေဆုံးကုန်ကြတယ်သေဆုံးမှုတွေကိုမြင်တွေ့နေရတဲ့စိတ်သက်ရေးရာတွေလည်းပြက်ပြားနေကြတယ်လို့ရပါတယ် ဆိုတော့တက်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဒီအပိုင်းပြုတ်လုံနေတဲ့လေကြောင်းတိုက်ခိုက်မှုလက်ဥမှုရယူတိုက်ခိုက်မှုတက်မတော်ရေရဲ့ပြစ်ခတ်မှုဒီမြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေရဲ့လက်နက်ကြီးပြစ်ခတ်မှုဒရဘုံချတိုက်ခိုက်မှုတွေကတကယ်ကိုထိထိရောက်ရောက်နဲ့အနစ်တေကြီးပဲထိခိုက်နေတာဖြစ်တဲ့အတွက်ရခိုင်လက်နက်ကိုင်တပုံအေအေနဲ့အပေါင်းပါတွေကတော့စစ်တွေမှာလည်းအထူးကအကြဆုံးများစွာနဲ့ပုံနာကျွန်းကြောက်တော်လမ်းပိုင်းမှာရွာလည်နေကြတယ်။ကြောက်ပြူမှာလည်းစစ်ရှုံးရုံသာမကစနေမျိုးတွေစုပ်ခွာနေရတာဖြစ်တဲ့အတွက် ရခိုင်လက်နက်ကိုင်းတပုံအေအနေနဲ့ကတော့တနေပြီးတနေတရပြီးတရအမဲချွေချွေခန့်နေရတာဖြစ်တဲ့အတွက်နှင်းပြောက်တဲ့ຫນွေလိုဖြစ်လာတော့မှပဲဖြစ်ပါတယ်။မျိုးတွေဆိုင်နှင်းတွေကြာနေတဲ့ကာလတွေမှာရခိုင်လက်နက်ကိုင်းတပုံအေအေကအလောင်းတော်မဆွဲနိုင်မင်းနဲ့တည်ဆုံးနေရတဲ့အခင်းကျင်းတွေကိုလည်းကျွန်တော်ကြားသိနေရပါတယ်။ဒီအကြောင်းရောတွေနဲ့ပတ်သက်ပြီးတော့လည်းမှတ်တမ်းတပုံတွေရရှိဖို့စုံစမ်းလျက်ရှိပါတယ်။ ဒီနေ့နိုဝင်ဘာ28ရက်နေ့တွင်တက်မတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ရခိုင်လက်နက်ကန်တပုံစေတမဘိန်းစားတွေရဲ့တည်ဆုံမှုစုဖွဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရင်းထိခိုက်တည်ဆုံမှုများနေတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။